ရမား HS 155ဆိုင်ကနဲ့ Honda CB 150ဆိုင်ကတွေတက်တလုံးမှာပဲစေးပေါ့တော့လဲအားလုံးမင်္ဂလာပါကျွန်တော်ကြွကြောင်းမှာ motorbike order တယောက်ဖြစ်ပါတယ်အခုကျွန်တော်ရဲ့ရှစ်တက်တက်မှာရှိနေတဲ့ဆိုင်ကတော့ရမား HS 155ဆိုင်ကပဲဖြစ်ပါတယ်ဒီဆိုင်ကတော့လူငယ်တွေထက်လူလက်ပိုင်းတွေကပိုးပြီးမှကြိုက်ကြတာကိုတွေ့ရပါတယ်ဒီဆိုင်ကတော့ model က round စကူ model ပါဒီ round စကူ model series မှာဆိုရင်လဲဘိန်းကျောင်းအနေထားပေါ်မှာမူတည်ပြီးမှဈေးရန်ကအမျိုးမျိုးပေါက်နေတယ် ဒါလေးကတော့7340ကနေ158သိန်းကြားမှာဈေးမျိုးမျိုးပေါက်နေပါတယ်ဒီခုကျွန်တော်ညာဘက်မှာထပ်ချက်ဆိုင်ကြီးကလည်း Honda CB 150ဆိုင်ကြီးပဲဖြစ်ပါတယ်ဒီဆိုင်ကြီးကတော့ model က round 16 model ပါဒီ Honda CB 150ဆိုင်ကြီး CD round 16 model မှာဆိုရင်လဲဘိန်းကြောအနေထား engine အနေထားပြင်တရားတွေအနေထားစတဲ့စီးရအနေထားပုံမှာမူတည်မှဈေးတန်းကအမျိုးမျိုးပေါက်နေတယ်ဒီလိုမျိုးဘိန်းအစင်မျိုးဆိုရင်တော့လောလောဆယ်မှာ 7သိန်း90ကနေ98သိန်းကြားမှာဈေးမျိုးမျိုးပေါင်နေပါတယ်။ဒီခုကျွန်တော်ညဘက်မှာထိုက်တဲ့ဆိုင်ကတော့ Yamaha FZ version 2ဆိုင်ကလေးပဲဖြစ်ပါတယ်။ Yamaha FZ ကထွတ်တမြဆိုင်ကလေးထဲမှာဆိုရင်ဒီ version 2လေးကစီစားအရန်တက်တာတဲ့အင်ဂျင်အစွဲယုံကအရန်ကောင်းတယ်။အင်ဂျင်အထထွတ်တာမို့လို့လူကြိုက်များတဲ့နေရာမှာပါပါတယ်။ဈေးတန်းကလည်းတော်တော်ချိုးပါတယ်။မော်ဒယ်အပြင်ကြည့်မယ်ဆိုရင်တော့မော်ဒယ်ကတော့အလေလက်မှာပါတယ်။မော်ဒယ်က2016မော်ဒယ်ပဲဖြစ်ပါတယ်။ လောလောဆယ်နှစ်နောက်တစ်ချောင်းမိုးတဲ့စီးပြီးမှဆိုရင်လဲဘိန်းကျောင်းအနေထားအင်ဂျင်အနေထားပေါ်မှာမူတည်မှဈေးတန်းကအမျိုးမျိုးပေါက်နေတယ်ဒီလိုမျိုးဘိန်းအစင်မျိုးဆိုရင် လောလောဆယ်မှာစက်သိန်း90ရာနေ94သိန်းကျားမှာဈေးမျိုးမျိုးပေါက်နေပါတယ်ဒီခုကျွန်တော်ညာဘက်မှာထပ်ကြည့်တဲ့ဆိုင်ကတော့ Yamaha FZ version 2ဆိုင်ကလေးပဲဖြစ်ပါတယ်ဒါလေးကတော့ model ကနှောင်းစက်ကွန် model ပါဒီနှောင်းစက်ကွန် model စီးပြီးမှဆိုရင်လဲ အင်ဂျင်အနေထားတာစိုက်တီအနေထား original စီဘလောက်ထိကြံသေးသလဲဆိုတဲ့ပုံမှာမူတည်မှဇီးတန်းကအမျိုးမျိုးပေါက်နေပါတယ်ဒီလိုမျိုးဘိန်းအစင်မျိုးဒီလိုမျိုးဘိန်းတက်တာမျိုးဆိုရင်တော့ဒလောဆယ်မှာ3သိန်း90ရာနေ54သိန်းကြားမှာဇီးမျိုးမျိုးပေါက်နေပါတယ်ဒီခုကျွန်တော်ညာဘက်မှာထားရှိတဲ့ဆိုင်ကရတော့ Yamaha Aziz V3 ဆိုင်ကပဲဖြစ်ပါတယ်ဒီဆိုင်ကရတော့ model မြင့်တော့ပါပြီဒီနောက်27 model CV မှာဆိုရင်လည်းဘိန်းကျော်အနေထားပုံမှာမူတည်မှဇီးတန်းကအမျိုးမျိုးပေါက်နေတယ်ဒီလိုမျိုးဘိန်းအစင်မျိုးလည်းရခြင်းနဲ့ MD1 ရပ်လက် license ကြီးပါတာဟိုမှရကျင်နေဆိုရင်တော့လောလောဆယ်ဘိန်းကျောင်းအနေထားပေါ်မှာမူတည်ပြီးမှ7သိန်း80ကနေ88သိန်းကျမှဈေးမျိုးမျိုးပေါက်နေပါတယ်အစားရှိတဲ့ဆိုင်ကလေးအားလုံးကိုဘယ်မှာဝယ်ယူလို့ရမလဲဆိုရင်တော့ကျွန်တော်ရဲ့မိတ်ဆွေတူမျိုးဝင်းဆိုင်ကလေး showroom မှာလာရောက်အားပေးလို့ရပါတယ်ဆိုင်လိုက်စာလေးကတော့မန္တလေးမြို့58လမ်း130နဲ့130အေကျမှာဖွင့်လှစ်ပေးထားပါတယ်ခင်ဗျာရန်ကုန်နဲ့နီးတစ်ဝိုက်ကမိတ်ဆွေတွေရှိရင်လေရန်ကုန်တိုင်းမော်ဘီမြို့ရန်ကုန်ပြည်လမ်းမကြီးပဲ supply မှတ်တိုင်နဲ့ စကြောင်မှတ်တိုင်ကြမှာဖွင့်လှစ်ပေးထားပါတယ်။ဝန်ထမ်းတွေရဲ့နှုတ်ထွေးပြူငါမှု customer service ကောင်းမှုဘိန်းကျော်ဘိန်းတန်ကောင်းမှုအစရှိတဲ့ဝန်ဆောင်မှုကောင်းတွေနဲ့ဘိန်းကြီးဆိုင်ကလေးကိုလိုက်ချနေတယ်ဆိုရင်တော့ကျွန်တော်ရဲ့မိတ်ဆွေကိုမျိုးဝင်းဆိုင်ရဲ့ showroom ကိုလာရောက်အပိလဲပါအောင်လို့ကျွန်တော်ကြော်ကြော်ဝါနှွေးထွေးစွာဖိတ်ခေါ်လိုက်ပါရစေခင်ဗျာ။